ကျမရဲ့ပြည်သက်ကြီးကိုကျမအခုပြောပြခြင်းတဲ့တင်ရတော့အခုဆိုရှယ်မီဒီယာမှာပေါ့နော်ဒီရပိုင်းမှာအတန်းအသင့်နာမည်ကြီးနေတဲ့ပေါ့နော်တင်များနေတဲ့ လူရှင်တော်ဒိန်းတော်ရဲ့တမီးကြောင့်ပဲဖြစ်ပါတယ်။လူရှင်တော်ဒိန်းတော်ကသူ့ရဲ့တမီးကိုအေးနေဝင်နေအိမ်တော်ကြီးအတွက်ပေးစားမယ်ဆိုပြီးတော့ပြောကြလာတဲ့အကြောင်းပေါ့နော်။ဒီအကြောင်းကသူ့ရဲ့ပြိသက်တီကြားထဲမှာလည်းတော်တော်လေးကိုစိတ်ဝင်စားမှုရှိနေပြီးတော့လူမှုကွန်ရက်ပေါ်မှာလည်းအရန်ကိုတင်ပြခံနေရတဲ့တည်င်းတပုတ်ဖြစ်နေပါတယ်။ဒိန်းတော်ကသူ့ရဲ့တမီးကိုအေးနေဝင်နေအဲ သဘောကြဆုံးမနေကြပါဘောเนาะနောက်ချစ်ချင်းကိုဂရုစိုက်တဲ့တမယိုးကြမိသားစုတကူဖန်တီးပေးခြင်းနဲ့ရည်ရွယ်ချက်နဲ့ပေးစားဖို့ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်ဒိန်းနာကပြောထားလဲဆိုလို့ရှိရင်ကျွန်တော်ကမိသားစုကိုတန်ဖိုးထားတတ်တဲ့သူပါသမီးလည်းသူ့ရဲ့ရွေးချယ်မှုကိုအရန်ကယူဆိုင်တတ်တဲ့အေးနေဝင်ရလဲတပတ်မဟုတ်တဲ့ကောင်းလေးတယောက်ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့လက်ခံဖို့မကြခင်မှာဆုံးဖြတ်လိုက်ရပါတယ်ဆိုပြီးတော့ဒိန်းတောင်ကပြောကြားထားတာပဲဖြစ်ပါတယ် ဲဒိန်းတောင်ကဒီလိုမျိုးပြောကြလာတဲ့အပေါ်မှာအင်းနေဝင်တဲ့သူတမီဖြစ်သူရဲ့ကြားထဲမှာရှိရဲ့အချစ်ရဲ့တရှိမှုပေါ့နော် လေးစားမှုရှိလို့ဒီလိုမျိုးနောက်ဦးနှစ်ဖက်သဘောတူညီမှုလုပ်ပြီးထားတဲ့ဆိုပြီးတော့ပြောလာတာပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းအခုအချိန်မှာတော့မင်္ဂလာပွဲအစည်းအဝေးနဲ့ပတ်သက်ပြီးတော့ တက်ဆိုင်တဲ့အသေးစိတ်အစီအစဉ်တွေကိုတော့မသိရသေးပါဘူးပရိသတ်တွေအနေနဲ့ကတော့ဒီဒိန်းတောင်မိသားစုနဲ့ပေါ့နော်အင်းနေဝင်တို့ဘယ်လိုမျိုးတွေရှေ့ဆက်ဖြစ်မလဲတကယ်ကိုဒီလိုမျိုးအင်းနေဝင်နဲ့ယူလိုက်ပြီဆိုလို့ရှိရင်တော့တလန်အကြီးစားပေါ့နော်အဲအဲ့လိုမျိုးတွေဖြစ်မယ်ဆိုပြီးတော့အရန်ကိုခရက်ထားနေတဲ့လူတွေလည်းရှိတယ်လို့မျိုးတချို့ကြာလည်းသဘောတူညီပြီးနေရပေါ့နော်ဒါမဲ့ဒိန်းတောင်ကဘယ်ဘက်ကလဲဆိုတာလည်းအကုန်လုံးကတော့သိမယ်လို့ထင်ပါတယ်အဲ့ဒါအပြင်ဒိန်းတောင်က ပေါ့နော်သူ့ရဲ့သမီးကိုသူ့ရဲ့သမီးပေါ့နော်ဒိန်းပူပူတောင်ကငွေတိုးချီစားပြီးတော့အကျွေးသိန်း300တင်နေတဲ့အတွက်အမွေဖြတ်ပေါ့နော် သမီးဖြစ်ကနေပြီးတော့အမွေဖြတ်ဆွလွတ်ထားတာလည်းဖြစ်ပါတယ်အခုတော့ပြန်ပြီးတော့အစင်ပြေသွားလို့ပေါ့နော်သူတို့မိသားစုတွေပြန်ပြီးတော့သမီးဖြစ်ကနေအမွေဖြတ်ဆွလွတ်တာကိုပြန်ယူသိမ်းလိုက်လား ပါလာတော့လေတည်တည်ကြာကြာမပြောထားဘူးပေါ့နော်အမွေပြတ်ဆွတ်လွတ်တာတော့တည်တည်ကြာပြောပေမဲ့ဒီငွေကြီးကိစ္စနဲ့ပြန်ပြီးတော့အရှုံရှင်းနေကင်းသွားပြီလားဆိုတာကိုတော့တည်တည်ကြာကြာမပြောထားပါဘူးဆိုတော့ကျမတို့တွေတကယ်ဟိုပဲဒိန်းတောင်သမီးနဲ့ ဒီအင်းနေဝင်နေရတကယ်ကိုလက်ထပ်ဖြစ်သွားမလားဘလူတွေများဖြစ်သွားမလဲဆိုတာကိုစောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့အင်းနေဝင်ဟာဒီအရှိမဆိုလို့ရှိရင်ဒီဒိန်းထောင်သမီးထက်အများကြီးသာလွန်နဲ့ပေါ်တော့အခြေအနေရှိတယ် miss ဒီမြင်းသမီးတွေပေါင်းများစွာကိုထဲလဲတွဲခဲ့တဲ့သူတယောက်ဆိုလည်းမမှားပါဘူးအခုဒိန်းထောင်သမီးနဲ့တကယ်ကိုပဲချစ်ခင်ဆုံးမပြီးလို့ဒိန်းထောင်ပြောသလိုမျိုးသူတို့ရဲ့အချစ်ကတကယ်ကိုဖြစ်သွားမလားဆိုတာကတော့စောင့်ကြည့်ရအောင်ပဲ ခြေအနေဖြစ်တယ်လို့ပြောချင်ပါတယ်ရှင်